ရေခဲပြင်အောက်မှာနှစ်ပေါင်း400လောက်အသက်ရှင်ခဲ့တဲ့အစိတ်ရှိငမန်းတွေကအခုတော့ဒီလိုမျိုးတွေဖြစ်နေတယ်။ရေခဲပြင်ဒေသမှာတော့အစိတ်ရှိပါတယ်ဆိုတဲ့ငမန်းတွေကိုလူတွေကဒီလိုပုံစံတွေလုပ်ပြီးစားကြပါတယ်။ဒီငါးတွေကရေခဲပြင်ဒေသကလူတွေအတွက်အရာအလုံးအားထားနေရတာပါ။ဒီငမန်းကရတဲ့အစီကဒီဒီတန်းကလူတွေအတွက်မိထွန်းတာမိမွေ့တာလိုမျိုးနေရာတွေမှာအသုံးမမမဲ့သူ့ရဲ့အသားကတော့အစိတ်တွေနဲ့ပြည့်နှံ့နေပါတယ်။ဒါပေမဲ့ဒီလိုအစိတ်တွေနဲ့ပြည့်နေတာကိုလူတွေကစားပြီးတော့အသက်ရှင်ကြပါတယ်။ ဒီငမန်းတွေကဘာကြောင့်အခုလိုမျိုးအစိတ်တွေကိုခန္ဓာကိုယ်ထဲထားထားတာလဲဒီလိုအစိတ်တင့်စေတဲ့အသားကိုလူတွေကဘယ်လိုမျိုးလုပ်ပြီးတော့စားကြတာလဲဆိုတာပြပြပြီးသွားမှဖြစ်လို့အဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်ရှင်ဒါကတော့ Greenland ဆိုတဲ့ရေကမ်းပြင်ဒေသကငမန်းတွေပါဒီကပြင်ဒေတာမှာလွန်ခဲ့တဲ့နှစ်၄00လောက်ခရေကနေထိုင်ကြပြီးဒါတာမန်ငမန်းတွေမနေနိုင်တဲ့အပူချိန်မှာဒီလိုမျိုးနေရာမှာနေထိုင်ကြလို့လေသူတို့တွေကအခုချိန်ထိသဘာဝအတိုင်းပေါပေါများများရှိနေသေးပါတယ်ဒီလိုနေနိုင်ဖို့လေသူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကတခြားငမန်းတွေနဲ့မတူပါဘူးရှင် အပြင်ဘက်ကကြည့်ရင်တော့တာမန်ငမန်းတကောင်လို့ထင်ရပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ထဲမှာတော့ပုံမှန်ငါးတွေမှမရှိတဲ့အရာတွေရှိနေပါတယ်။ဒီငမန်းတွေကတခြားပင်လယ်ပြင်ကငမန်းတွေနဲ့မတူပဲသူတို့အသားတွေထဲမှာအဆိပ်တွေကိုထည့်ထားကြပါတယ်။ဒါကြောင့်ဒီငမန်းအသားကိုလူတတော်များများကတော့မစားကြပါဘူးရှင်။ဒါပေမဲ့ဒီငမန်းတွေကရေကပြင်းဒေသကနေထိုင်သူတွေအတွက်တော့တစ်နှစ်ပတ်လုံးအားထိုင်ရတဲ့အသားတစ်ခုဖြစ်နေပါတယ်။ဒီငမန်းတွေကိုဒီဒေသကအသားစားဖို့အတွက်တစ်ခုတည်းနဲ့ဖမ်းကြတာတော့မဟုတ်ပါဘူးရှင်။ ဒီငမန်းရဲ့အစီကလည်းလျှက်စစ်မှုရှိတဲ့ဤကဲပြင်ဒေသအတွက်အရန်ကိုအသုံးဝင်ပါတယ်။မြောက်အတ္တလန်တစ်ရဲ့လူသူမနီနဲ့ဤကဲပြင်ကြီးတွေမှာပိုလာဝဝန်နေဤကဲပြန်တွေပင်ခွင့်နေထိုင်ကြပေမဲ့ဒီဒေသရဲ့ဤကဲမအောက်အပူချင်းကဒရိတ်ဆန်တွေအတွက်အစာရစာရှားပေါင်းလွန်လာကြောင်းဒီလိုနှစ်ပေါင်းများစွာအသက်ရှင်နေမှုကအခက်အခဲလွန်ပါတယ်။ဒါပေမဲ့ဒီဤကဲပြင်ဒေသငမန်းကြီးတွေကတော့အသက်ရှင်ကြပါတယ်။ဒီလိုအသက်ရှင်နေရတဲ့အကြောင်းကတော့သူတို့ရဲ့ကိုယ်ထဲမှာဒီလိုအေးအေးတန်ကိုခံနိုင်ရှိအောင်အသေးတွေမှာအစီတွေကိုတူလောင်ထားကြပါတယ် ။ငမန်းတကောင်ရဲ့အသေးကနေအစီကလည်းတရာလောက်အထိထုတ်ယူနိုင်တာကြောင့်တစ်နှစ်ပတ်လုံးလိုအပ်တဲ့လောင်စာဆီကိုသုံးလို့ရပါတယ်။ဒီဒေသကမိထွန်းနာမိမွေးတာလိုမျိုးနေရာတွေမှာဒီငမန်းအစီကိုပဲအသုံးပြုပြီးတော့တခြားဘယ်လောင်စာဆီကိုမှမသုံးကြပါဘူး။ငမန်းတွေကိုဖမ်းမိတာနဲ့သူ့ရဲ့အသေးကိုထုတ်ပြီးစီချက်ဖို့လုပ်ကြပါတယ်။ဒါပေမဲ့အသားတွေကိုတော့ဒီတိုင်းတန်းပြီးတော့စားလို့မရပါဘူး။ဘယ်လိုမျိုးဖြစ်ဖြစ်မိစားတော့မလဲဆိုတာကိုစက်မပြောသေးခင်အခုလိုမျိုးထူးဆန်းပြီးတော့လူတည်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်နေတဲ့ကျမတို့ Interest Knowledge Page လေးကို Like and Follow လေးလုပ်ထားပြီးတော့လိုအပ်ပါလိမ့်မယ်နော်။ အသားတွေထဲမှာ trimethylene oxide ဆိုတဲ့ဓာတ်ပေါင်းတစ်မျိုးတူလောင်ထားပါတယ်။ဒီဓာတ်ပေါင်းကသူတို့ရဲ့အသားတွေထဲမှာ protein တွေကိုစုဆောင်းချဖို့ကူညီပေးပြီးဒီလို protein တွေကကြွက်သားတွေကိုကျစ်လက်စေတာပါ။ကျကျလေးလေးဖြစ်နေတဲ့ကြွက်သားတွေကအေးခဲနေတဲ့ရေခဲပြင်အောင်အနက်ပေးထောင်ချီမှာကုခက်သွားလာဖို့အတွက်အကူအညီပေးပါတယ်။ဒီတက်ပေါင်းကငမန်းရဲ့အသားတွေထဲမှာပျော်ဝင်နေတာကြောင့်ဒီအတိုင်းချက်ပြုတ်ပြီးစားရင်ကြမှာအစိတ်ပင့်စေနိုင်ပါတယ်။ ဒါကြောင့်အသားတွေကိုအတုံးကြီးတွေတုံးပြီးတဲ့အခါတစ်သားကန်ကြီးတွေထဲမှာဖိသိမ့်ထည့်ပြီးတော့အချင်းထက်ထားပါတယ်။အဲ့ဒီလိုမျိုးလုပ်ပြီးတပတ်လောက်ကြာရင်တော့မားတွေထဲမှာရှိတဲ့အစိတ်တွေကထွက်သွားပါပြီ။အဲ့ဒီအခါကျမှအသားတွေကိုလေနဲ့အချောက်ခံကြရပါတယ်။ဒီလိုမျိုးအချောက်ခံထားရတဲ့ငမန်းအသားတွေကအပြင်အလွာကပဲခြောက်သွားပြီးအတွင်းကတော့မူလအသားလိုမျိုးလက်လက်ဆက်ဆက်ဖြစ်နေပါတယ်။ဒီအသားကအခုချိန်မှာတော့ရေကပြင်းဒေသကိုလာလဲကြတဲ့ခီးသွားတွေကိုအထုတလဲတဲခင်ကျွမှုတဲ့ဟင်းပွက်တစ်ခုဖြစ်နေပြီးဈေးလည်းအရန်ကြီးပါတယ်။ ကိုအရင်ကတော့အစိတ်ရှိတာကြောင့်လူတူတော်များများမစားရကြတဲ့ရေခဲပြင်ကမန်းသားကအခုတော့တော်ရုံလူမစားနိုင်တဲ့ဟင်ပွဲဖြစ်နေပါပြီ။ဒါရီရဲ့နောက်ဆက်တွဲအကျိုးဆက်ကတော့ဒီတက်တန်းရှင်ကမန်းကြီးတွေရဲ့မြို့တုံးတို့မှအနေရပါပဲ။ဒါကြောင့်ဒီလိုမျိုးထူးဆန်းရှားပါးတယ်ဆိုတဲ့တခုလည်းနဲ့အခုလိုမျိုးသတင်းတွေကိုအလွန်ကြွဖန်းစီတာမျိုးတွေစားသုံးတာမျိုးတွေမလုပ်ချဖို့တိုက်တွန်းရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်ရှင်။